ရိုက်တာသတင်းဌာနရဲ့ scam into scamming ဆိုတဲ့ရုပ်ပြစာဆောင်လေးထုတ်တယ်ပေါ့နော်အဲ့ဒီဥစ္စာကိုဟိုကျွန်တော်တို့အနေနဲ့အားလုံးမြင်အောင်ပေါ့နော်ဒီပမာဆုံးဒီလိုနိုင်ငံတကာအရေးယူတဲ့အသည့်ဖြစ်လာအောင်တင်ပြပေးလိုက်တဲ့ writer သတင်းဌာနရဲ့ scam into scamming ဆိုတဲ့အကြောင်းကိုကျွန်တော်ဘာသာပြန်ပြီးတော့ကျွန်တော်တင်ပြပေးမှာဖြစ်တယ်အလင်ခံရပြီး ူတစ်ပါးကိုပြန်ပြီးလိမ်နေရသူများအကြောင်းပေါ့နော် scam into scamming အစားအဖွင့်နေနဲ့ဘာပြောထားလဲဆိုတော့အရှိတောင်အာရှတလွှားမှာဒေါ်လာဘီလီယံပေါင်းများစွာရှိနေတဲ့လိမ်လေလှည့်ပြတဲ့လုပ်ငန်းပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်အဲ့ဒီလုပ်ငန်းမှာလူကုန်ကူးခံရသူများကို ခိုင်းစေခြင်းနဲ့တစိတ်တစ်ပိုင်းဖွဲ့စည်းလှုပ်ဆောင်နေတယ်ဆိုတာကိုတွေ့ရှိရတယ်မြန်မာထိုင်းနယ်စပ်မှာ ဥပဒေမဲ့ဒေသများမှာတရုတ်ရာဇဝခိုင်းများဦးစီးတဲ့အဆောက်အအုံများမှာလူထောင်ပေါင်းများစွာကိုအင်တာနက်ပေါ်ကနေပြီးတော့မသိသူများ လိန်လေရန်အတင်းကျစီခိုင်းကြပြီးမလုတ်ပါကရက်ဆက်ကြမ်းကြုတ်စွာပြစ်ပေးခြင်းခံရပါတယ်။ထိုင်းနိုင်ငံဟာလူကုန်မှုခံရသူများအတွက်အဓိကဖြတ်တန်းသွားရာလမ်းကြောင်းတစ်ခုဖြစ်လာတယ်ဆိုတာ writer သတင်းဌာနကတွေ့ရှိခဲ့ပါတယ်။အခုတင်ပြမယ့်ဇာတ်လမ်းကိုရေးသားသူများကတော့ Adolfo Arends, Bobby McBurson, D. White Goshaw နဲ့ Han Hong တို့ဖြစ်ကြပြီးတော့ခင်မြေလုံးကနေမြန်မာဘာသာ ပြန်ဆိုပြီးတင်ပြတာဖြစ်ပါတယ်။ဖြစ်ရများနဲ့တွေးဆမေးမြန်းတဲ့အစီအစဉ်များကို2022ခုနှစ်ကနေပြီးတော့2025ခုနှစ်အတွင်းမှာမြန်မာနိုင်ငံမှာရှိတဲ့လိန်လယ်မှု စင်တာများတို့လူကုန်ကူးခံရသူအာဖရိကတောင်အာရှနဲ့အရှေ့တောင်အာရှမှာ တားကောင်ဖြစ်ခံရသူ၉ဦးနဲ့လာပေါင်းများစွာတွေးဆမေးမြန်းမှုပေါ်အခြေခံထားပါတယ်။ writer သတင်းဌာနအနေနဲ့၎င်းတို့ရဲ့ဇာတ်လမ်းများမှအချက်တိုင်းကို အတိမပြုတ်နိုင်ပေမဲ့၎င်းတို့ရဲ့ပြောပြခြင်းများအများအပြားတူညီမှုရှိနေတာကို တွေ့ရပါတယ်။အခြားသောမီဒီယာသတင်းများကလိန်လယ်စင်တာများတည်ရှိနေတာကိုမှတ်တမ်းတင်ခဲ့ကြပြီးမြိုက်တာရဲ့သတင်းတင်ပြချက်က ထိုင်းလေစိတ်များရှိ လူဝေမှုကြီးကြရေးအရာရှိများကရာဇဝတ်ဂိုင်းများနဲ့လူကုန်ကူးလုပ်ငန်းများတွင်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေရဆိုတာကိုဖော်ထုတ်လိုက်ခြင်းဖြစ်တဲ့အတွက်ထူးခြားပါတယ်။ဒါ့အပြင် နိုင်ငံစုံပူးပေါင်းတဲ့နှိမ်နင်းမှုများရှိနေပေမဲ့မြန်မာနယ်စပ်ဒေသများမှာဆက်လက်ရှင်သန်လှုပ်ဆောင်နေတဲ့ဖြစ်တဲ့အဆောက်အအုံများအတွင်မှာကြောက်မဲ့ဖွယ်ကောင်းတဲ့နေ့စဉ်ဘဝပုံစံကိုလည်းအသေးစိတ်ဖော်ပြထားပါတယ်လို့ရည်သားထားပါတယ်။အခန်း၁ ပြန်ပြီးဆွဲခံရခြင်းနိုဝင်ဘာလ2024ခုနှစ်လေထဲမှာ6နာရီလောက်အီသီယိုးပီးယားကနေယူခီသွားလေရင်စီးပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုလူလာပိုင်အသက်အရွယ်ရှိတဲ့သူတယောက်ရောက်ရှိလာခဲ့ပါတယ်ဒီလေရင်ပေါ်မှာအသက်39နှစ်အရွယ်အရှေ့အာဖရိကက ID ပညာရှင်တယောက်ပါလာခဲ့ပါတယ်သူဟာဘန်ကောက်မှာငွေချင်းနဲ့တွေ့ပြီးငါးညနေထိုင်ဖို့ရည်ရွယ်ထားပါတယ်ဒါမှမဟုတ် ူကအဲ့ဒီလိုထင်ထားခဲ့ပါတယ်။ဘန်ကောက်မှာရှိတဲ့သုဝနဘုံမိအပြီးပြီးဆံရလေးစိတ်တို့ဆင့်သက်ပြီးတဲ့နောက်လက်စာခြေချင်းခံရမှာဆိုရင်လည်းအတွက်သူ့ရဲ့ပထမနာမည်ကို အိုလီကိုသာဖော်ပြပေးဖို့တောင်းဆိုထားတဲ့အိုလီဆိုတဲ့သူဟာလူရည်မှုကြီးကြရေးအရာရှိတူအဖြစ်ပုံတန်ရှိသူအမျိုးသမီးတူကသူ့ထံချီးကပ်လာကြောင်းကိုပြောပြခဲ့ပါတယ်။ထိုအမျိုးသမီးကသူ့ကို အချားရာရှိသူထံ လမ်းညွန်ပြပေးခဲ့တယ်လို့သူကပြောပါတယ်။အမျိုးသမီးကဒီစာထဲမှာရေးထားတဲ့နာမည်ဟာရှင့်နာမည်လားလို့မေးခဲ့ပါတယ်။အဲ့ဒီနောက်သူမကသူ့မနောက်ကိုလိုက်ခဲ့ဖို့သူ့ကိုခေါ်သွားခဲ့ပါတယ်။အိုလီကလူဝင်မှုကြီးကြပ်ရေးအရာရှိကိုကျွန်တော်ပတ်စပို့မှာ ပြဿနာရှိနေလို့လားလို့ကောင်တာရောက်တဲ့အခါမှာမေးလိုက်ပါတယ်။လူဝင်မှုကြီးကြပ်ရေးအရာရှိက ဖုန်းခေါ်လိုက်ပြီးတော့သူ့ပတ်စပို့ကို တုံးထုပေးလိုက်ပါတယ်။အဲ့ဒီနောက် ကောင်းသောနေ့ပါလို့ဆိုပြီးစာအုပ်ကိုသူ့လက်ထဲကိုပြန်ထည့်ပေးလိုက်ပါတယ်။ Holy Book လောက်ထားတဲ့ Holy Desire T-shirt အင်ဂျီဝစ်စင်ထားသူတယောက်ကခီးဆောင်အပစ္စည်းတွေပပပလေလေနေတဲ့ပစ္စည်းရွေးတဲ့နေရာကိုရောက်ရှိလာပါတယ်။ Hello ဆိုပြီးသူက Holy ကိုနှုတ်ဆက်လိုက်ပါတယ်။ကျွန်တော်ခမရောက်ကွန်ကြီးကို လာဆောင်နေတာ။သူကပြောလိုက်ပြီးကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။ကားကအပြင်မှာစောင့်နေပါတယ်လို့ပြောပါတယ်။ လူသေးတောင်ဝင်လို့မရတဲ့လေးစိတ်ထဲကိုဟိုတယ်ဝန်ထမ်းကဘလို့လုတ်ပြီးဝင်လာနိုင်တာလဲလို့ကျွန်တော်တွေးမိတယ်လို့အိုလီက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနရဲ့နိုင်ငံရဲ့အကြီးဆုံးလေးစိတ်တွေကိုစီမံခန့်ခွဲတဲ့အများပိုင်ကုမ္ပဏီဖြစ်တဲ့ Airport of Thailand ကတော့အစိုးရအရာရှိတွေနဲ့ဝန်ထမ်းတွေလူကုန်ကူးမှုမှာပါဝင်ပတ်သက်တယ်ဆိုရဲဆွဲချက်တင်နေပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုတာကို ပြန်မဖြေခဲ့ပါဘူးဒါပေမဲ့ writer သတင်းကဒီအကြောင်းစုံကိုထုတ်ပြန်ပြီးတဲ့နောက်စက်တင်ဘာလ20ရက်နေ့မှာထိုင်းလူဝင်မှုကြီးကြရေးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီထက်မှာသတင်းဌာနဟာအချက်လက်တွေကိုလွဲမအောင်ဖော်ပြပြီးမမမကန်စွပ်စွဲထားတယ်လို့ပြောခဲ့ပါတယ်ရဲတပ်ဖွဲ့ကလေစစ်ရခီးဆောင်အိတ်လေပတ်ရာနေရာကို ဟိုတယ်ဝန်ထမ်းတွေရောက်ဖို့မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့တင်းကျပ်တဲ့ထိန်းချုပ်မှုတွေရှိတယ်လို့ညင်းဆိုခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့အခွဲနှစ်ရဲ့တပ်မှုဖြစ်တဲ့ရဲဘော်ချုပ်ကြီး Chamron Rampadi ကရဲတပ်ဖွဲ့ဟာ January လရဲကတင်းကျပ်တဲ့စစ်ဆေးမှုတွေကိုစတင်ခဲ့တယ်လို့ပြောပါတယ်။လူကုန်ကူးခံရနိုင်ခြေရှိတဲ့နိုင်ငံသားတွေကိုဗီဇာအပြန်လက်မှတ် ခီးသွားလာ၏အစီအစဉ်နဲ့တဲကုန်မဲ့နေထိုင်မဲ့နေရာတွေကိုစစ်ဆေးပြီးမှဖွင့်ပြတာလို့ဆိုပါတယ်။အဲဒီလိုအချိန်ကစပြီး လူပေါင်း16538ယောက်ကိုဝင်ရောက်ခွင့်ပိတ်ပင်ခဲ့တယ်လို့သူက ပြောခဲ့ပါတယ်။အိုလီယိုခေါ်သွားတဲ့သူကရက်နေတဲ့မိမတယောက်ကိုလက်ညှိုးထိုးပြပြီးသူကခမရကိုကူညီလိုက်မယ်လို့ပြောလိုက်ပါတယ်။လေစိတ်ခမ်းမထဲမှာ သူ့ကိုဟိုတယ်ကိုခေါ်သားဖို့ကားကိုနှစ်နာရီကြာအောင်သူကစောင့်ခဲ့ရပါတယ်။မင်းတို့ဧည့်သည်ကိုဒီလိုပဲဆက်ဆံရသလားလို့အိုလီကအပြစ်တင်ပြီး ပြောလိုက်ပါတယ်။အဲ့ဒီကသူမကရှင့်တဲ့ငယ်ချင်းမှာပြဿနာတက်နေလို့ကြားနေတာပါလို့ပြန်ပြောပါတယ်။ဒီတော့အိုလီကငါမှတင်ငယ်ချင်းမပါဘူး။ငါတယောက်တည်းလာတာလို့ပြန်ပြောလိုက်ပါတယ်။နောက်ဆုံးတော့မိမကောင်းမောင်းသူတယောက်ရောက်လာပြီး အိုလီကိုခေါ်သွားပါတယ်။လေစိတ်ကနေဟိုတယ်ကိုသွားတာတနာကြီးတည်းရှောင်းနေပါတယ်။ငါတို့ဘယ်အချိန်ဟိုတယ်ကိုရောက်မလဲလို့အိုလီကမေးလိုက်ပါတယ်။ကျမရင်ကြောကြက်နေတာမလို့ခြင်းတဲ့အတွက်အချားလန့်ကိုရွေးပြီးမောင်းနေတာပါလို့သူမကပြန်ပြေပါတယ်။ခရီးရှည်လာခဲ့တဲ့အတွက်အော်လီကားပေါ်မှာအိပ်ပျော်သွားခဲ့ပါတော့တယ်။သူ့အိပ်ယာကနိုးလာတဲ့အခါသူဟာဘန်ကောက်ကနေအလွန်ဝေးကွာတဲ့ ခရံတစ်ခုကိုရောက်နေတာကိုတွေ့ရပါတယ်။ပိကက်ကားနှစ်စီးရောက်လာပြီးယောက်ျားအချို့လည်းပါလာပါတယ်။သူတို့ကသဏ္ဍတွေနဲ့ဓာတ်တွေလည်းပါပါတယ်။နောက်အိုလီခေါ်လာတဲ့ကားပေါ်ကိုသူတို့ကတက်မောင်းပြီးအိုလီကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူတို့ကစစ်စေးရေးခိတ်တစ်ခုကိုရောက်လာပါတယ်။ယူနီဘောင်းဝတ်ထားတဲ့စစ်သားအတော်များများကိုတွေ့ရပြီးသူတို့ဟာထိုင်းလားဗမာလားဆိုတာအိုလီမသိပါဘူး။ဂိတ်ကနေ ပတ်စပို့ပါလာလို့စစ်ဆေးပါတယ်။မင်းဘာလောက်ဖို့လာတာလဲလို့ထိုင်းအရာရှိကအိုလီကိုမေးလိုက်ပါတယ်။အိုလီကြောကိုလက်နဲ့နောက်ကနေကင်ထားသူကအိုလီကိုငါပြောခိုင်းသလိုပြောလို့အမိန်ပေးပါတယ်။အိုလီကကျွန်တော်အားလာရဲ့အလဲလာတာပါလို့ပြန်ဖြေလိုက်ပါတယ်။သူတို့တွားနေကြတဲ့နေရာက2021ခုနှစ်အာနာသိမ့်မှုကြောင့်ပြည်ရင်းစစ်ကပူပြီးကြီးထွားလာနေတဲ့မြန်မာနိုင်ငံကိုပါစစ်စီအေးဂိတ်မှာတာဝန်ကျနေတဲ့လူတွေ စစ်သားတွေနဲ့ပြန်ပေးဆွဲသူတွေဟာပျော်ပျော်ရွှင်ရွှင်စကားပြောနေကြပါတယ်။အဲ့ဒီထက်ကတယောက်ကသူ့ရဲ့နိုင်ငံကူးလက်မှတ်မိတူ passport ပေါ်မှာလက်မှတ်ထိုးပေးပြီးသူ့ကိုဖြတ်တန်းခွင့်ပေးလိုက်ပါတယ်။လူဝင်မှုကြီးကြပ်ရေးအတွက်တာဝန်ရှိတဲ့ထိုင်းရဲ့တပ်ဖွဲ့ကတော့ထိုင်းကနေမြန်မာကိုလူကုန်ကူးနေတာနဲ့ပတ်သက်ပြီးမေးမြန်းတာတွေပြန်မဖြေခဲ့ပါဘူး။မြန်မာစစ်ကောင်စီကလည်းသူတို့ရဲ့စစ်တပ်ဟာလိန်လယ်မှုစင်တာတွေရဲ့ လုပ်ငန်းအနေနဲ့လုံးဝမပတ်သက်ဘူးလို့ရိုက်တာသတင်းကိုပြောခဲ့ပါတယ်။အိုလီကကျွန်တော်တိတ်ပင်မနေပြီကြောက်လဲကြောက်လန့်နေတယ်လို့ဆိုပါတယ်။အိုလီကကျွန်တော်တို့နေချောက်ရောက်နေတာလားလို့ခေါ်တဲ့လူတွေကိုမေးလိုက်တဲ့အခါသူတို့ကငါတို့ဘန်ကောက်မှာပါလို့တယောက်ကပြန်ပြောပါတယ်။အိုလီကမဟုတ်ဘူးခမတို့ကျွန်တော်ကိုပြန်မေးဆွဲလာတာလို့အိုလီကပြန်ပြောလိုက်ပါတယ်။နောက်ဆုံးတော့သူ့ကိုအိတ်ဖို့အခန်းတစ်ခန်းရှိကိုခေါ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့သူရောက်နေတာကမြန်မာနိုင်ငံက KK ပတ်ဆိုတဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့နေရာမှအိုလီကအဲ့ဒီအချိန်ကမတည်သေးပါဘူးအပြည့်ဝဆိုင်ရာဥပဒေစိုးမိုးရေးအဖွဲ့နဲ့တန်တမာတွေကတော့ဒီနေရာကိုလိမ့်လည်မှုတွေကြောင့်ဆိုပဲဆိုတာသိကြပါတယ် KK ပတ်ရဲ့ဝင်းကျင်မှာပြေဝန်းလှတဲ့အဆောက်အုံတွေအနီးအနားမှာအခြားနေရာတွေကိုအဓိကအားဖြင့် တရုတ်ရာဇဝတ်ကိုင်းတွေကစီမံခန့်ခွဲနေကြပြီးမြန်မာစစ်တပ်နဲ့မဟာမိတ်ဖြစ်တဲ့ဒိသကံပြည်သူစစ်အဖွဲ့တွေကလုံခြုံရေးယူပေးထားပါတယ်မြန်မာအစိုးရကတော့ရိုက်တာကိုထုတ်ပြန်ချက်ပေးရမှာသူတို့ရဲ့အာဏာကန့်သက်ချက်ရှိတဲ့တိုင်းသားလက်နက်ကိုင်တွေထိတ်ကျုံထားတဲ့နေဆက်ဒေသဝေးလံခေါင်ပြားတွေမှာလုံနေတဲ့တရားမဝင်လုပ်ရက်တွေကိုဘယ်တော့မှခွင့်ပြုထားတာမရှိဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီဒေသမှာလှုပ်ရှားနေတဲ့အမေရိကန်ရဲ့ တန်ကအရေးမှုကိုခံထားရတဲ့ပြည်သူ့အစ်စ်ဖွဲ့နှစ်ဖွဲ့တည်းကတဖွဲ့ဖြစ်တဲ့ကရင်မျိုးသားတပ်မတော် Current National Army ရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်စော်ကတော့သူတို့ဟာဒေသဖွံ့ဖြိုးတိုးတက်ရေးရွေချက်နဲ့စီးပွားရေးလုပ်ငန်းတွေကိုမြေနေရာနဲ့အဆောက်အုံတွေငှားရမ်းပေးခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ခေါ်ဆောင်မှုစင်တာတွေသူတို့မသိပဲအရင်ကြီးကြီးထွားလာခဲ့တယ်လို့သူကပြောပါတယ်။ ဒုတိယပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ဒီမိုကရေစီ အကျိုးပြုကင်းအမျိုးသားတပ်မတော် DKB ကတော့ right တိုင်းမိခွန်းတွေကိုပြန်မဖြေခဲ့ပါဘူး DKB ကတော့လွန်ခဲ့တဲ့အချိန်တုန်းကလိန်လယ်မှုစင်တာတွေကိုဖျက်သိမ်းဖို့နဲ့လူကုတ်ကူးခံရတဲ့အလို့သမားတွေကိုကယ်ဆယ်ဖို့လှုပ်ဆောင်နေမှုတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောခဲ့ပူပါတယ် ကုလသမဂ UN နဲ့ပြောကြားချက်အရဒီဆယ်စုနှစ်အစပိုင်းကတည်းကနိုင်ငံပေါင်းဒါဇင်နဲ့ချီပြီးလူရတောင်းချီပြီးတဲ့သူတွေဟာခုလိုမျိုး ခီးစဉ်မျိုးနဲ့အရှိတောင်အာရှတခွင်ကနေလိန်လန်းဝစ်စင်တာတွေရှိကိုရောက်သွားခဲ့ကြရပါတယ်။ Brighter ကစကားပြောခဲ့တဲ့၉ရောက်ထဲမှာ Oli တယောက်က လွဲပြီးကြံသူတွေကတော့သူတို့အားလုံးကိုလဆာကောင်းကောင်းရမယ်ဆိုတဲ့ အလုတ်အကန့်ခွင့်ရေးတွေနဲ့ဆွဲဆောင်ခေါ်ဆောင်ခံခဲ့ရတာလို့ဆိုပါတယ်အဲ့ဒီထက်က6ရောက်ကတော့ထိုင်းလေစိတ်ကြီးနှစ်ခုလုံးကနေလူဝင်မှုကြီးကြရေးအရာရှိလို့ယူဆလို့ရတဲ့သူတွေရဲ့အကူအညီနဲ့ဖြတ်တန်းခဲ့ရပြီးမှ ကားနဲ့မြန်မာနိုင်ငံစီကိုခေါ်သွားတာခံခဲ့ရတယ်လို့ပြောကြပါတယ်အင်တာဗျူးဖြေဆူသူတွေကိုလူကုန်ခူးရမှာပါဝင်တဲ့ထိုင်းအရာရှိတူတွေနဲ့အထောက်အထားတွေကိုဘယ်လိုနည်းနဲ့ဒီအစီအစဉ်မှာပါဝင်ခဲ့သလဲဆိုတာကို ရိုက်တာအနေနဲ့တေးချဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူးမြန်မာနိုင်ငံကလိန်လယ်မှုစင်တာတွေကနေသူ့ရဲ့နိုင်ငံသားယာနဲ့ခြီးတဲ့သူတွေကိုကယ်ထုတ်ရမှာကုညီပေးခဲ့တဲ့ကင်ညာနိုင်ငံရဲ့ထိုင်းနိုင်ငံဆိုင်ရာတာအမတ်ကြီးလင်းစီကစ်တနက်ကတော့သူတို့ကယ်တင်ခဲ့တဲ့သူတွေဟာထိုင်းလေစိတ်တွေကနေအရာရှိတွေရဲ့အကူအညီနဲ့အမြဲတမ်းဖြတ်သန်းခဲ့ရတယ်လို့တသက်မာတိပြောပြခဲ့ကြကြောင်း ရိုက်တာကိုပြောခဲ့ပါတယ်။ Kipnines ကပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကိုထိုင်းအာဏာပိုင်တွေကိုပေးခဲ့ပေမဲ့ဘာမှနောက်ဆက်တွဲအရေးယူဆောင်ရွက်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခင်ရှိသူကတော့ဒီဆွတ်ဆဲချက်တွေနဲ့ပတ်သက်လို့အစီရင်ခံစားဘာမှမရရှိသေးဘူးလို့ပြောပြီး တကယ်လို့ယုံကြည်နိုင်စရာအချက်လက်ဒါမှမဟုတ်သက်တည်တစ်ခုကိုရရင် စစ်ဆေးဖို့အသင့်ပဲလို့ပြောခဲ့ပါတယ်။အသက်29နှစ်အရွယ်အင်ဒိုနီးရှားနိုင်ငံသားတူဖြစ်သူကဇန်နဝါရီလတုန်းကဘန်ကောက်ဒေါမုံလီစိတ်ကနေခီးသွားခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။သူ့ကိုခေါ်သွားတဲ့သူ recruit လုပ်တဲ့လူက Telegram ကနေ message app ကနေတဆင့်သူဝစ်လာတဲ့ဝစ်စားပုံကို ပေးပို့ပေးဖို့ပြောတယ်လို့ဆိုပါတယ်။အဲ့ဒီလိုလုပ်ရင်လူဝင်မှုကြီးကြပ်ရေး agent တွေကတန်းစီတဲ့ ထဲကနေသူ့ကိုရွေးထုတ်ဖို့ပိုလွယ်မယ်လို့သူကဆိုပါတယ်လူဝင်မှုစစ်ဆေးရေးရောက်ရင်အဲ့ဒီလူကသူ့ကိုလက်ထောင်ပြပြီးနိုင်ငံကူးလက်မှတ်ကို ရှေ့မကနေကင်ပြဖို့လဲပြောခဲ့ပါတယ်အားကိုအင်ဒိုနီးရှားနိုင်ငံသားကရှင်းပြခြင်းဖြစ်ပါတယ်သူ့အမည်ကိုထုတ်မပြောဖို့တောင်းဆိုထားတဲ့အဲ့ဒီလူကသူလည်းပဲ KK ဘက်ကိုတွားရမဲ့သူ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်အပိုင်းနဲ့စက္ကံများတွင် ဘဝ2020ပြည့်နှစ်မှာမြန်မာနဲ့ထိုင်းနယ်နိမိတ်ခြားနားထားတဲ့မဲခေါင်မြစ် Moi River ကနမှာရှိတဲ့အခြေချနေထိုင်ရာရပ်ကွက်လေးစတင်ပေါ်ပေါက်ခဲ့တဲ့ KK ပတ်ရဲ့အနီးနားကအဆောင်တွေဟာကုလသမဂ္ဂရဲ့ပြောကြားချက်အရအရှိတောင်အာရှမှာအကြီးဆုံးနဲ့အတက်ကြွဆုံးရာဇဝတ်ဂန်းကြီးတွေရဲ့နေရာတခုအဖြစ်ကိုအဆင့်ဆင့်ပြောင်းလဲကြီးထွားလာခဲ့တယ်လို့သိရပါတယ်။အမြင့်ကြီးရှိနေတဲ့နေရာတွေနဲ့ တန်စူးရိုးတွေနဲ့နောက်ခွေမှာတန်တရားဖြစ်ပေါ်ကုမ္ပဏီတွေက တကဘာလုံးကလူတွေကိုပြစ်မှတ်ထားတဲ့ယာစွဲမှုလုပ်ငန်းအမျိုးမျိုးကိုလှုပ်ဆောင်နေကြပါတယ်။အဲ့ဒီနေရာတွေကိုကင်းအမျိုးသားတပ်မတော် Current National Army KNA နဲ့ Democracy အကျိုးပြုကင်းဗုဒ္ဓဘာသာတပ်မတော် Democratic Grand Buddhist Army DKBE တို့ကလက်နက်ကန်စစ်သားတွေနဲ့အဆောင်ရှောက်ခံထားရတာပါ။ KNA ကရင်အမျိုးသားတက်မတော်ပြောရေးဆိုခင်ရှိသူနိုင်မောင်စော်ကတော့သူတို့ပြည်သူ့စစ်အဖွဲ့ဟာအဲ့ဒီစင်တာတွေက နေဘာအကျိုးမျက်မှတ်မြူခဲ့ဘူးလို့ပြောပါတယ်ပြီးတော့ကြံရှိနေတဲ့စင်တာတွေကိုဖယ်ရှားပစ်ဖို့နဲ့ဆင်းရဲဒုက္ခရောက်နေသူတွေကိုနေရပြန်ပို့ဖို့အခုလှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်ဒါပေမဲ့ writer အနေနဲ့ KK ဘတ်ကိုထိန်းချုပ်ထားတဲ့တရုတ်ဂိုင်းတွေနဲ့ပြည်သူ့စစ်တွေအဖွဲ့တွေရဲ့ ငွေကြေးစီစဉ်မှုတွေဘယ်လိုရှိလဲဒါမှမဟုတ်နှိမ်နှင်းမှုဘယ်လောက်ထိအတင်းကျပ်လှုပ်ဆောင်နေသလဲဆိုတာကိုတော့တေးကြအတိပြုနိုင်ခြင်းမရှိခဲ့ပါဘူးပြည်သူစစ်တပ်ခိုင်ရေးသမားအချို့ဟာအရင်တုန်းကမြန်မာစစ်တပ်ရဲ့လက်အောက်ခံနေကြားဆောင်တပ်ဖွဲ့မှပါဝင်ခဲ့ဖူးသူတွေဖြစ်ပြီးစစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်နေစေဖြစ်ပါတယ်စစ်ကောင်စီဟာ KG ပတ်လို့လိန်လဲမှုစင်တာတွေ ပေါ်ပေါက်လာကြတဲ့ကမျက်ွယ်ပြုထားခဲ့တာကြာပါပြီ writer ကိုပေးတဲ့ထုတ်ပြန်ချက်ထဲမှာစစ်ကောင်စီကစခန်းတွေကနေအကျိုးမြတ်ယူတာကိုညှဉ်းဆဲခဲ့ပြီးထိုင်းနဲ့တရုတ်နိုင်ငံတို့နဲ့ပူးပေါင်းပြီးလိန်လဲမှုစင်တာတွေကိုပိတ်ဖြစ်ဖို့လှုံ့ဆော်နေတယ်လို့ပြောခဲ့ပါတယ်တရုတ်နိုင်ငံကြ ాయి ဝင်ကြီးဌာနကတော့ online လောင်းကစားနဲ့လိန်လဲမှုဆိုတဲ့ကင်ဆာယောဂါလို့လို့ရက်ကူပူပေါင်းဖယ်ရှားဖို့မြန်မာနဲ့ နိုင်ငံအခြားနိုင်ငံကသူတွေနဲ့တက်တက်ကြွကြပူးပေါင်းဆောင်ရွက်နေတယ်လို့ရိုက်တာကိုပြောခဲ့ပါတယ်သူတို့ပြောတာကချိုးဖုံးလိန်လယ်မှုအခြေစိုက်စခန်းတော်တော်များများကိုဖျက်ဆီးနိုင်ခဲ့ပြီးတန်တရားရှိသူ အများအပြားကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပေမဲ့အဲ့ဒီဂိုင်းတွေရဲ့သဘောတဘောနဲ့ပတ်သက်တဲ့မေကွန် တွေကတော့ဒေသကစုံစမ်းစစ်ဆေးရေးအာဏာပိုင်တွေရှိ လွှဲပြောင်းပေးခဲ့ပါတယ်။ KK ဘက်အတွင်းမှာအလုတ်ချင်တွေကရှေ့လျားလွန်ပြီးအခြေအနေတွေကဆိုးရွားတယ်လို့အိုလီကပြောပါတယ်။သူကအိမ်သာပါတဲ့အခန်းချင်းလေးထဲမှာအခြားလူ၉ယောက်နဲ့အတူအိပ်ရပါတယ်။သူတို့အလုတ်စတဲ့အချိန်ညနေ၃နာရီဖြစ်ပြီး မနေ့၆နာရီမှပြီးပါတယ်။အဲ့ဒါကသူတို့ပြင်မှတ်ထားတဲ့အနောက်နိုင်ငံတွေရဲ့ နေ့စဉ်အချိန်နဲ့ကန့်ညီအောင်လုပ်ထားတာပါသူတို့ကအင်တာနက်ပေါ်ယောက်ျားတွေကိုဆက်သွယ်ဖို့စင်ကာပူကအဝတ်အစားဒီဇိုင်နာအလီစာအဖြစ်ဟန်ဆောင်ဖို့အမိန်ပေးခဲ့ပါတယ်ပြီးရင်အဲ့ဒီလူတွေနဲ့ချစ်ဟန်ဆောင်ပြီးအွန်လိုင်းရင်းနှီးမြှုပ်နှံမှု အတုအယောင်အစီအစဉ်တစ်ခုတည်းကိုဆွဲသွင်းကပတ်စံတွေကိုလှည့်ပြီးယူခိုင်းတာပါအဲ့ဒီဂိုင်းတွေကသူတို့ကိုဖောက်တယ်တွေ clients လို့ခေါ်ပါတယ် အစာပိုင်းမှာဖောက်တဲ့တွေကအမြရရတယ်လို့ထင်အောင် လုပ်ပြီးအဲ့ဒီအစီအစဉ်ထဲမှာငွေအများကြီးထည့်ဖို့လှုံ့ဆော်တယ်ပြီးတော့ဂိုင်းတွေကသူတို့ပတ်စံတွေကိုပြီးတော့ဂိုင်းတွေကသူတို့ပတ်စံတွေနဲ့အတူပြောက်ွယ်သွားတာပါအဲ့ဒီယောက်ျားတွေဟာတခါတည်းနဲ့ဒေါ်လာထောင်နဲ့တောင်းနဲ့ကြီးဆုံဆုံကြရတယ်လို့အိုလီကပြောပြပါတယ်တရုတ်တထွေးတွေကတော့အောင်ပွဲခံကြပါတယ်သူတို့ကမတ်တက်ရပြီးလက်ကုပ်တီးခိုင်းနေတယ် ။အိုလီနဲ့အတူအလွတ်လွတ်တဲ့အသက်29နှစ်ရွယ်ကင်မရွန်သားတူကလည်းမော်ဒယ်အခန်းကို300ဖူးတယ်လို့ဆိုပါတယ်။အခြားသူတွေလိုပဲသူလည်းအပြစ်ပေးခံရမှကြောက်လို့နာမည်မဖော်ဖို့တောင်းဆိုထားပါတယ်။ဖောက်တဲ့ကကျွန်တော်တို့တကယ်ဟုတ်မဟုတ်အတည်ပြုဖို့ဗီဒီယိုခေါက်ခိုင်းတဲ့အခါမှသာကျွန်တော်တို့ကသူမမော်ဒယ်စီကိုတွားရတာလို့သူကပြောပါတယ်။အဲ့ဒီအလုသမားတွေကတနေ့ကို 18နှစ်ကနေနိုင်20အထိအလုပ်လုပ်ရတာခက်ခဲခဲဆုံးပဲလို့ writer ကို ပြောပြပါတယ်ငွေကြေးပြတ်မှတ်မပြည့်တဲ့အခါမှာသူတို့ဟာရက်ဆက်တဲ့အပြစ်ပေးမှုတွေနဲ့ရင်ဆိုင်ရပါတယ်အပြစ်ပေးမှုတွေကတော့သူ့ကိုရေကန်လာ20ပလင်းတွေတဲခိုင်းတယ်လို့သူက ပြောပြပါတယ်ကျွန်တော်ကိုဓာတ်အချိန်နှစ်အားလောက်ထိုးခိုင်းတယ်လို့လည်းဆိုပါတယ်တရုတ်တထေးတွေကသူတို့ဟာဘယ်တော့မှအင်ပြန်ရမှာမဟုတ်ဘူးလို့လည်း ြောခဲ့ပါတယ်။အိုလီကအဲ့ဒါကမင်းရဲ့စိတ်ကိုတတ်ပစ်လိုက်တာပဲလို့ဆိုပါတယ်။အခြားစကားတစ်ခုမှာတော့အသက်25နှစ်အရွယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား MD ဂျူနတ်ဟူစိန်ဘာဘတ်က Aryan ဆိုတဲ့နာမည်နဲ့နေထိုင်နေ။သူကလူတွေကိုလျှက်စစ်တုံးနဲ့ရိုက်နှက်တာပြီးတော့မှောင်မွဲတဲ့ခန်းထဲမှာတယောက်တည်းခွဲထားတာတွေလုပ်တယ်လို့ပြောပြခဲ့ပါတယ်။ရိုက်တာကအင်တာဗျူးခဲ့တဲ့နောက်ထပ်၃ယောက်လိုပဲ အာရီယန်ကလည်းနေ့စဉ်ပြတ်မှတ်တွေကိုမပြည့်မီဖို့ပြည့်မီဖို့ရုန်းကန်ခဲ့ရပါတယ်သူကယူဆထားတာက ID လုတ်ပဲလို့ထင်ပြီးလာခဲ့တာဖြစ်ပေမဲ့ဒီအဲ့ဒီချိန်တုန်းကဒူဘိုင်းမှာ Airway ပြူရီ Hospitality အလုပ်လုပ်နေတာပါအဲ့ဒီလို့ပြတ်မှတ်မပြည့်တဲ့အတွက်သူကပြင်ထန်တဲ့ပြစ်ပေးမှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်သူတို့ပြောတာကဒေါ်လာ2သိန်းပြည့်အောင်ရှာပေးနိုင်ရင်တစ်နှစ်ခွဲကြိုင်အိမ်ပြန်ခွင့်ရမယ်တဲ့ကျွန်တော်တို့ကပြစ်မှတ်မပြည့်ဘူးဆိုရင်တော့ သူတို့ကအပြစ်ပေးဖို့စနစ်တကူရှိတယ်လို့သူကပြောပါတယ်။သူတို့ကလက်ထိတ်ခတ်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုလျှက်စစ်ရှော့တွေပေးပါတယ်။အဲ့ဒီထောင်ထဲမှာဆိုရင် အစားအစာလည်းမပေးဘူး၊ရေလည်းမပေးဘူးလို့သူကဖွင့်ဟခဲ့ပါတယ်။လူတွေကိုဝါလုံးတွေနဲ့ရိုက်ကြတယ်လို့အာရယန်ကပြောပါတယ်။တညမှာတော့သူ့အဖွဲကပါကစ္စတန်အလို့သမားတယောက်ဟာဆိုးဆိုးဝါးဝါးအရိုက်ခံရပြီးနှလုံးရက်သွားခဲ့တယ်။အာရယန်ကလွဲလို့ ဘသူမှသူ့ကိုမထိရကြဘူးတဲ့အာရယာကသူ့ကိုကားမောင်းနဲ့သူနဲ့အတူ စေကန်းကိုလိုက်ဖို့ဖို့အမိန်ပေးခံရတယ်လို့ပြောပြပါတယ်စေကန်းရောက်တော့ဆရာဝန်တွေကလူနာအခြေအနေက အရန်ဆိုးနေပြီလို့ဆိုပါတယ်အခြားသူတွေအာယုံပြက်နေတော့မှအာရယန်ကဆဲလိတလိမ့်နဲ့အတူ အပြင်ကို ထွက်လာခဲ့ပါတယ်သူကမြစ်ဖက်ကို ဖြေးဖြေးချင်းရှောက်သွားခဲ့ပါတယ်မကြခင်မှာပဲသူ့ခြေောက်တွေရေဆူသွားမှသူသိလိုက်တယ်သူထွက်ပြေးမှဖြစ်မယ်မဟုတ်ရင် အပြစ်ပေးခံရတော့မယ်ဆိုတာသူသဘောပေါက်သွားတယ်ကျွန်တော်ဖျားသခင်ကိုဆူတောင်းခဲ့တယ်လို့သူကဆိုပြီးရေထဲကိုခုန်ချလိုက်တယ်ကင်းမျောစင်ဘောကလုံခြုံရေးသမားတယောက်ကသူ့ကိုမြင်သွားပြီးတတ်နတ်နဲ့ပြစ်လိုက်တယ်ဒါပေမဲ့ကံကောင်းစွာ မထိပဲလောရဲသွားခဲ့ပါတယ်ရေစည်းကကြမ်းပြီးမဲ့45မိနစ်လောက်ကြာတော့သူဟာကျိုးနေတဲ့တစ်ပင်တစ်ပင်ကိုဆွဲပြီးရေထဲကနေတက်လာနိုင်ခဲ့ပါတယ်အာရီယန်ဟာတောတကူတဲ့ကနေ နောက်တော့တစ်ခုကိုဖြေခဲ့ပါတယ်ဆက်ကဲစီလာတဲ့သူတွေကလမ်းကျင်းလေးတွေမှာလိုက်ရှာနေတာကိုခံခဲ့ရပါတယ်လို့သူက ပြောခဲ့တယ်သူတညာလုံးပြေးခဲ့ရတယ်လမ်းဘေးခွေးတွေကကြိုက်လို့အသက်လူပြီးတပည့်မော်တက်ခုအောင်ခဲ့ရတယ်မနေ့ရောက်တော့မှစကူတာတစည်းစီလာတာတွေ့လို့တားပြီးအကူကြီးတောင်းပြီးအကူကြီးရခဲ့တယ်လို့ဆိုပါတယ်ကဲစေရေးစက္ကမြား ဇန်နဝါရီလမှာတရုတ်တရုတ်ဆောင်တူကိုလိန်လေတဲ့ဂိုင်းတွေက ပြန်ပြီးဆွဲသွားတာကြောင့်တရုတ်ထိုင်းမြန်မာအာဏာပိုင်တွေပူပေါင်းပြီးနှိမ်နှင်းမှုတွေစတင်ခဲ့ပါတယ်။ PR တွေကြောင့်အဲ့ဒီစင်တာတွေကိုလုတ်ကင်နေတဲ့ဂိုင်းတွေနဲ့မြန်မာလက်နက်ကင်အဖွဲ့တွေဟာအိုလီအပါဝင်ထောင်ပေါင်းများစွာသောတားကောင်တွေကိုပြန်လွတ်ပေးခဲ့ပါတယ်။ဒါပေမဲ့လွတ်မြောက်လာတဲ့သူအချို့ကတော့ပြည်သူ့စစ်အဖွဲ့တွေကဖွင့်ထားတဲ့ ကယ်ဆယ်စကားတွေစီကိုရောက်သွားကြပါတယ်အဲ့ဒီအချိန်တုန်းကထိမ့်သိမ့်ခံရသူတွေစခန်းတဲကအချိန်တွေဆိုးတယ်လို့ပြောကြပါတယ်စခန်းကိုလက်နက်ကန်ပြည်သူစစ်တွေကစောင့်ကြပ်နေကြပြီးစစ်နယ်ရိခာတွေရှားပါတယ်လို့လည်းသူကဆိုပါတယ်ညီကုန်းပိုင်းအိုဒီကအဲ့ဒီစကန်းကနေရိုက်တာကိုမက်ဆေ့ချ်ပို့ပေးရခဲ့ပါတယ်ကျွန်တော်တို့တနေ့ကိုနှစ်နှစ်ပဲစားရတယ်အစားအစာကမလုံလောက်ဘူးဆိုသူက သတင်းပို့ခဲ့ပါတယ်။စကားကတန်ရှင်းမှုတွေမရှိပဲလူယာနဲ့ချီတဲ့အတွက်အင်သာကနည်းနည်းလေးပဲရှိပြီးအမျိုးသမီးတွေအတွက်အမျိုးသမီးလာတဲ့သုံးပစ္စည်း sanitary pads တွေလည်းမရှိဘူးလို့သိရပါတယ်။ကျွန်တော်တို့တိရိစ္ဆာန်တွေလိုနေနေရတယ်လို့သူကဆိုပါတယ်။ကယ်ဆယ်စကားမှာနှစ်လကြာပြီးတဲ့နောက်မှာတော့တိုင်းအာနာပိုင်တွေဥဆောင်မှုနဲ့လုတ်တဲ့ကယ်ဆယ်လုပ်ငန်းရဲ့ဒစိမ့်တဲ့ပိုင်းအနေနဲ့အိုလီကို ထိုင်းနိုင်ငံကအနေနဲ့ နေစပ်ဖြတ်ကျော်ခေါ်သွားပြီးနောက်ဆုံးမှာတော့လေနဲ့အိမ်ပြန်ခွင့်ရခဲ့ပါတယ်။သူအိမ်နဲ့ဝေးကာခဲ့တာ၅လတည်ပြီပါ။ကဲစေးစကားအချို့ကိုဖွင့်ထားတဲ့ KND ကဲမျိုးသားတက်မတော်ကတော့အချက်လက်မပြည့်စုံမှုကြောင့်လူပေါင်း2000နီးပါးဟာနေရပြန်ဖို့စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ writer ကိုပြောပါတယ်။သူတို့အထက်ကအချို့ကကျမ်းမာရေးမကောင်းလို့ကုသမှုခံနေရသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ထိုင်းအရာရှိတွေရဲ့အဆိုအရ လိန်လယ်မှုစင်တာတွေဆက်လက်လဲပတ်နေတဲ့မြန်မာနိုင်ငံမှာလူထောင်ပေါင်းများစွာကြာနေသေးတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကြားဝင်ကြီးဌာနပြောရေးဆိုရင်ရှိသူကတော့ထိုင်းနိုင်ငံအနေနဲ့လူတွေကို အိမ်ပြန်ခေါ်ဖို့အားထုတ်မှုတွေလုပ်နေတယ်လို့ပြောပေမဲ့လုပ်ငန်းစဉ်ကိုနှောင့်နှေးစေတဲ့ဝန်ထမ်းအင်အားနှဲပါတာဒါမှမဟုတ်ဘတ်ဂျက်အခက်အခဲတွေရင်ဆိုင်နေရတဲ့တားအောင်တွေရဲ့တန်ရုံတွေရဲ့အကူအညီကိုမိခိုနေရတယ်လို့ဆိုပါတယ်။ ။အိုလီကတော့သူဟာအလုတ်ပြုတ်သွားပြီးအိမ်ငှားကနေကိုဝင်ဆောင်ဇနီးရဲ့စေကုသစီတွေပေးဖို့ရုန်းကန်နေရတယ်လို့ပြောပါတယ်။လိန်လဲမှုစင်တာတွေကနေလွတ်မြောက်လာတာသူ့စပွဲမှာပိတ်မိမနေတော့တာကို သူတက်တာရမိတယ်လို့ဆိုပါတယ်။ယူသားသားပြောရရင်သူတို့အတွက်တခုများလုတ်ပေးနိုင်မယ်ဆိုရင်ကျေးဇူးပြုပြီးလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်လို့ဟိုဒီကဆိုပါတယ် သူဟာမလွတ်ဘဲကြံရှိတဲ့လူတွေအတွက်စိုးရိမ်နေတဲ့ပုံနဲ့ပေါ်ပါတယ်ဒီစာမူကတော့အကုန်လုံးဖတ်လို့ပြီးသွားပါပြီအားလုံးဘုသူရရပြီးမတရားမှုဒုစရိုက်လုပ်ငန်းတွေခင့်မီတိုးတက်လာတဲ့ခေတ်ကြီးမှာလူလူချင်းကြုံပြုတဲ့စနစ်တခုမြန်မာနိုင်ငံနေဆက်မှာပေါ်ပေါက်လာတာအင်ပဒန်ရှက်စရာကောင်းတဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံသားများဟာကိုယ်နိုင်ငံရဲ့ဂုံတိတ်ခါကို ဆယ်နိုင်မှုဒီလိုကိစ္စများကိုပြင်းပြင်းထန်ထန်စန့်ကျင် တိုက်တွန်းကြဖို့ကျွန်တော်အနေနဲ့အနှိုးဆော်ပါတယ်အခု KNA ခေါ်တဲ့စောချစ်သူဦးစီးတဲ့ကရင်အမျိုးသားတက်မတော်ဟာကရင်ကြီးရဲ့အကျိုးကိုလုံနေသလားကရင်ရဲ့ဂုံတိတ်ခါကြောက်အောင်လုပ်နေသလားကရင်လူမျိုးတွေရဲ့ရပိုင်ခွင့်တွေလွတ်လပ်ပိုင်ခွင့်တွေဖက်ဒရယ်နိုင်ငံတိဆောက်ရေးအတွက်ဒီကိုလုံမာလားစစ်အုပ်စုကိုပြင်ပြီး ဒုစရိုက်မှုတွေနဲ့ပျော်မွေ့နေမှာလားဆိုတာကိုကရင်ပြည်သူတွေကပြန်မေးဖို့အချိန်ရောက်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်